အနက်လေးရလာနဲ့ထမင်းပြေးခုချင်းနဲ့ချမောင်ကြိုလေးကြော်ပါမယ်။ငငယ်ကအပွားဆိုရင်အဲ့ဒီဖောင်ကနဲကိုလှော်ပြီးတော့ငပိရင်နဲ့နေစားပါတယ်။အဲ့လိုမစားတက်လို့ချမောင်နဲ့ထည့်ပြီးတော့ရောကြော်ပါမယ်။မြေဦးဆုံးနေနဲ့မြစ်ကိုနှစ်ရီလောက်ပြုတ်ပေးပါမယ်။ပြီးရင်တော့ရေရှည်ပြီးတန့်လာတဲ့ဖောင်ကနလေးတွေလှော်ပေးပါမယ်။ရေတွေချောက်တဲ့အထိလှော်ပေးပါမယ်။ ခဏလော်ထားတာလေးရရင်တော့ချမောင်လေးကိုကြိုပေးပါမယ်။ချမောင်ရောက်ကိုညနေအောင်ထိကြိုပေးပါမယ်ရှင်။ကြိုဖို့အတွက်ခဏကိုအညက်လေးတွေညှက်ပြီးတော့အခုလေးခွာပေးပါမယ်။ပါဝင်ပစ္စည်းလေးတွေပြင်လို့ပြီးရင်တော့စားကြုပ်ပါမယ်။မြေဦးဆုံးနေနဲ့ဦးထဲကိုဆီးထည့်ပြီးတော့ကျက်သွန်ကြီးကျက်သွန်ဖြူရောင်တင်မှုရုပ်တီကြံပတ်မဆလာနွေနွေးမှုထည့်ပြီးတော့ဆီးတက်ပေးပါမယ်။ ပြီးနော်စီတက်နဲ့လေးမှုလိုက်ရင်နော်ငပိစိန်စားထည့်ပါမယ်။ရတာမဟုတ်စာထည့်ပြီးတော့တေချာလေးရှိတက်ပေးပါမယ်။ပြီးရင်နော်ခဏရေစမောင်ရဲ့ရင်ညရေတခါလေးထည့်ပေးပါမယ်။ကြည့်တော့မထည့်ပါဘူးစီတက်နှင်းနဲ့ပဲတေချာလေးကြုတ်ပေးပါမယ် နောက်ဆုံးမှာတော့ငရုတ်တီတောက်လေးထည့်ပေးပါမယ်။ဆက်ဆက်လေးစားချင်တာနဲ့ငရုတ်တီတောက်ကိုအများကြီးထည့်ထားပေးပါရစေ။စီပေါလာတဲ့ဒီအကြာကြီးကြော်ထားပေးပါမယ်။လိုချင်တဲ့အတိုင်းတားလေးရရင်နော်။သမီးမိတ်ပြီးအရန်စားကောင်းတဲ့ချက်မုံကြိုလေးရပါပြီ။နောက်ဖြစ်လူတွေအတွက်လိုက်ရ follow လေးလောက်ဝပေးပါအောင်ရှင်။